ဗမာ brand channel ကနေကြိုဆိုပါရစေ။ကျွန်တော်တို့ကနေ့စဉ်အခုလိုအသိပညာပေးအကြောင်းအရာတွေကိုတင်ဆက်ပေးနေတော်မူကျွန်တော်တို့ channel ကိုနေ့စဉ်လာရောက်နားဆင်ဖို့ဖိတ်ခေါ်ပါရစေ။ဒီတင်ဆက်မှုကိုလည်း like ပေးပြီးကိုအုံမြင့်တွေကို comment မှာပြောပေးသွားပါအောင်။ကဲလူတယောက်ဟာပိတ်ဆံအတွက်အလုပ်လုပ်နေတာလားဒါမှမဟုတ်ပိတ်ဆံကအဲ့ဒီလူတို့အလုပ်ပြန်လုပ်ပေးနေတာလားဒီမေခွန်းရဲ့အဖြေကလေဘန်ဒိုင်ရေးဆိုင်ရာလွတ်လပ်ခွင့်ရဲ့တောချက်ပါပဲဒီနေ့မှာတော့အဲ့ဒီရဲ့ဖြေကို Robert Kiyosaki ရဲ့ Rich Dad Guide to Investing စောင့်ထက်ကအတွေးခေါ်တွေကနေတဆင့်အတူတူရှားဖွေသွားကြအောင်ပါ ဒါကချက်ချင်းချမ်းတောင်လို့တဲ့နီလန်တော့မဟုတ်ပါဘူး။ဒါပေမဲ့ဗန်ဒိုင်းရဲ့လွတ်လပ်ခွင့်စည်းသွားတဲ့ခရီးတော့ခိုင်မာတဲ့အတွေ့အခေါ်မြေပုံတစ်ခုကိုတိဆောက်ပေးမှာတော့သိထားပါရဲ့။ကံကောင်းတာတို့အရေးချင်းရှိတာတို့ပညာရေးချင်းမိမာတာတို့ကလူတယောက်ကိုချမ်းသာစေတဲ့အထူးအကြောင်းရင်းမဟုတ်ဘူးလို့ရောဘတ်ကီယိုဆာကီကဆိုပါတယ်။တကယ်ကွာခြားချက်ကပိတ်ဆံအပေါ်မှာထားတဲ့စိတ်နဲ့စိတ်ထားမှာပဲရှိနေတာပါ။ဥပမာပြောရရင်တာမန်ဝန်တန်းတယောက်ကလာစာကိုတုံဆွဲဖို့ဝယ်ချင်တာတွေဝယ်ဖို့ကိရိယာတစ်ခုအဖြစ်မြင်နေချိန်မှာ ။တတိယတစ်ယောက်ကတော့အဲ့ဒီပိုက်ဆံကိုပဲပွားမြအောင်လုပ်မယ်။ရှင်နီမြုံနယ်မှုရဲ့မျိုးစေ့တစ်ခုအဖြစ်ရှုမြင်ပါတယ်။တယောက်ကပိုက်ဆံအတွက်အလုပ်လုပ်နေပြီးနောက်တစ်ယောက်ကတော့ပိုက်ဆံကိုသူတို့အတွက်ပြန်အလုပ်လုပ်ခိုင်းနေတာပါ။ဒီအမြင်တေးတေးလေးကပဲအကြီးမားဆုံးကွဲပြားမှုကိုဖန်တီးလိုက်တာပါပဲ။ Kiyosaki ရဲ့ပွားကူဒီဖေဖေနှစ်ယောက်ရဲ့အသွေးရခော်တွေကလမ်းကြောင်းနှစ်ခုခွဲပြီးခဲ့ပါတယ်။ဒီမှာမြင်ရတဲ့အတိုင်းပဲသူ့ရဲ့ပညာတတ်ဖေဖေဆင်းရဲတဲ့ဖေဖေကလုံကြုံတဲ့အလုပ် ုံနဲ့လားစာနဲ့ပင်စလားစာကိုပဲယုံကြည်ခဲ့တယ်။သူထေးဖေဘေကတော့ငွေစုယုံနဲ့ဘယ်တော့မှမလွတ်မြောက်နိုင်ဘူး။ပိတ်ဆံရဲ့နီးယံမကိုနားလဲပြီးအဲ့ဒီပိတ်ဆံကိုကိုယ့်အတွက်အလုံးလုံးခိုင်းနိုင်တဲ့စနစ်တီတိဆောက်မှသာတကယ်လွတ်လပ်မှုကိုရနိုင်မယ်လို့သင်ပေးခဲ့ပါတယ်။ဒီတွေးခေါ်နှခုရဲ့ကွာခြားချက်ကသူ့ဘဝရဲ့လမ်းကြောင်းတစ်ခုလုံးကိုပြောင်းလဲစေခဲ့တာပါပဲ။ဒါဆိုရင်ယင်းနီးမြို့နန်းတို့ရောက်လို့ဘလို့စပြီးတွေးရမလဲ။အရေးကြီးဆုံးအချက်ကတော့ ပေဖြစ်စီပေစတော့ကမမဝဲခင်မှာကိုယ့်ရဲ့ဥနောက်ထဲမှာအရင်ဆုံးယင်းနိမြုတ်နံဖို့ပါပဲယင်းနိမြုတ်နံမှုဆိုလားမြန်ချမ်းသာရေးလမ်းစဉ်မဟုတ်ပါဘူးအဲ့ဒီလိုစိတ်ထားနဲ့ဝင်ရင်ဆုံးရှုံးမှုကအမျက်ထက်ပိုများနိုင်တယ်လို့ကီယိုဆာကီကသတိပေးထားပါတယ်တကယ်ယင်းနိမြုတ်နံသူကပိုက်ဆံကို၃ဇာအဖြစ်မမြင်ပဲပွားမြောက်အောင်လုပ်ရမယ်ကိလေသာတစ်ခုအဖြစ်ရှုမြင်ပါတယ်ဒီချက်ကအဓိကအနေချို့ပါပဲ လက်ကစားတယောက်လိုလာစာကိုစောင့်မျှော်နေတဲ့စိတ်တက်ကနေကိုယ့်ရဲ့ဝင်ငွေလင်းချောင်းတွေကိုကိုယ်တိုင်ဖန်တီးပြီးထိန်းချုပ်နိုင်တဲ့သူဖြစ်လာဖို့ပါဆင်းရဲဖေဖေကအလုရှင်နဲ့အစိုးရအပေါ်မှာမိခိုခဲ့တယ်တထေးဖေဖေကတော့ကိုယ့်ရဲ့ဗန်ဒန်ရဲ့အနာဂတ်ကိုကိုယ့်လက်ထဲမှာပဲထားရှိခဲ့ပါတယ်ဒါကြောင့်ယင်းနည်းမျက်နှာမှုဆိုတာစောက်ဝေတာအင်ဝေတာချက်အများကြီးပို့နေနေပါတယ်ဒါဟာကိုယ့်ကျမကိုယ်ဖန်တီးခြင်းပါပဲ ိုက်ဆံရဲ့ဘာသာစကားကိုနားလည်ဖို့တောချစ်ကတော့အယုရှင်းဆုံးနဲ့အစွမ်းထက်ဆုံးစကားလုံးနှလုံးမှာပဲရှိနေပါတယ်။အဲ့ဒါကတော့ပိုက်ဆံမှု assets နဲ့ရွေးမြည် liabilities ပါပဲ။လူများစုဟာဒီစကားလုံးနှလုံးရဲ့အတိပဲကိုနားလည်မှုလွယ်မားနေတာကြောင့်ပဲသူတို့ရဲ့ဘဝတူရှောင်းလုံးဘန်ဒါရဲ့အခက်ခဲတွေထဲမှာယုံကန်နေကြတာပါ။ တတိပြည့်ပြည့်ရဲ့အသေးဝယ်ဖွင့်ရှုချက်ကအရင်ယိုရှင်ပြီးတိကျပါပဲ asset ဆိုတာကိုယ့်အတွက်ဝင်ငွေရှာပေးတဲ့အရာပါဥပမာငားထားတဲ့တိုက်ခန်းတစ်ခန်းက lesson ကိုယ့်အိတ်ကထဲကိုပိုက်ဆံထည့်ပေးနေတဲ့ဆိုရင်အဲ့ဒါ asset ပါပဲဒီယိုရှင်တဲ့ဆန်တက်ချက်နဲ့ပဲတိုင်းတာကြည့်အောင်ပါပဲ liability ကတော့စင့်ကျင်ဘက်ပါပဲကိုယ့်အိတ်ကထဲကနေပတ်စံကိုပြန်ချုပ်သွားတဲ့အရာမှန်တယ်မြတ်ဟာ liability ပါဥပမာစီးနေတဲ့ကားအတွက် lesson ကြီးချပေးနေရတယ်ဆိုရင်တော့အဲ့ဒီကားကကိုယ့်အိတ်ကထဲကပတ်စံကိုထုတ်နေအောင်မို့ liability ဖြစ်သွားပါပြီ ဒီအသေးပဲဖွင့်ဆိုချက်နှစ်ခုကိုရှင်းရှင်းလင်းလင်းခွဲခြားနိုင်တာနဲ့ဗန္ဒာရေးဆိုင်ရာဆုံးဖြတ်ချက်တွေအလုံးပြောင်းလဲသွားပါလိမ့်မယ်။ဒီမှာရှင်းရှင်းလင်းလင်းတွေ့နိုင်ပါလေ။လူများစုကကိုပိုင်နီအိမ်ကိုအကြီးမားဆုံး asset လို့ထင်ကြပေမဲ့အဲ့ဒီအိမ်ကဝင်ငွေမရှာဖေးပဲအင်လက်စင်ကြီးအခွန်ပင်းစင်စိတ်တွေနဲ့ပိတ်ဆက်ကိုအဖြစ်ထုတ်နေတယ်ဆိုရင်ဒါဟာ liability တစ်ခုပါပဲ။ ချက်သေးတွေကဝင်ငွေရှာပေးရဲ့ asset တွေကိုပဲအယုံဆိုင်စုဆောင်ကြတယ်လူလက်တန်းစားနဲ့စည်ရဲသားတွေကတော့ liability တွေကို asset ထင်ပြီးဝယ်ကြပြီးရင်အဲ့ဒီ liability တွေအတွက်ပိတ်ဆံရှာဖို့အလို့ပူစူးစမ်းလုပ်ကြနဲ့ကျွတ်ပြေစဝိုင်းထဲမှာပိတ်မိနေစေတဲ့အထက်အကြောင်းရင်းကဒီနားလေမှုလွယ်မောင်းမှုလေးတခုပါပဲကိုရဘန်ဒါရဲ့အခြေအနေကိုပိုပြီးနက်နက်နဲနဲနားလည်နိုင်ဖို့ကီယိုဆာကီကငွေဖောက်စီစစ်မှု၄ထောင်ကျပ် cash flow quadrant ဆိုတဲ့မြေပုံတစ်ခုကိုမိတ်ဆက်ပေးခဲ့ပါတယ် ဒီမေဘုံကကိုယ့်လက်ဝင်ငွေကဘယ်ကလာတယ်လဲဘန်ဒါရေးလွက်လက်မှုစီဘလို့သွားရမလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြပေးပါရယ်ကဲအခုကိုဟာဒီလေးထောင်ခွဲဟဲ့ဘယ်နေရာမှာရှိနေလဲဆိုတာကို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 မေးချင်အောင်ပထမဆုံး E quadrant ကတော့မွန်ထန်းဒီပါသူတို့ဟာသူတို့ရဲ့အချင်းကိုပိတ်ဆက်နဲ့လဲလှယ်နေကြသူတွေပါလစာအကျိုးခံစားခွင့်တွေနဲ့အလုတ်အကိုင်းလုံခြုံမှုဆိုတဲ့ခံစားချက်ကိုရှာဖွေကြတယ်ဒါပေမဲ့ဒီလုံခြုံမှုက အချိန်မရွေးပြော့ကြွယ်သွားနေတဲ့မရေရာမှုတစ်ခုဆိုတာကိုသတိပြုရမယ် အလုံမလုံနိုင်တော့တဲ့နေမှာဝင်ငွေလဲရတန်သွားမှာပါ S quadrant ကတော့ကိုပိုင်လုပ်ငန်းလုပ်သူတွေပါသူတို့ဟာသူတို့ကိုသူတို့တသေးလို့ထင်သက်ကြပေမဲ့တကယ်တမ်းတော့သူတို့ဟာအလုံရဲ့အချွင့် finite တော့မှာပဲသူတို့ကဒီလုပ်ကိုငေါလို့ဘယ်သူမှကောင်းအောင်မလုပ်နိုင်ဘူးလူယုံကြည်တတ်ကြလို့အလုပ်ကိုသူများလက်ထက်မလွှဲနိုင်ပေအလုပ်ပိုပြီးပြီးပိုပြီးမှန်းချရပါတယ်အားလိုက်ရဲ့ယုံရင်တောင်ဝင်ငွေကရက်သွားနိုင်ပါတယ်တကယ်ပန္တာရေလွတ်လပ်မှုက B quadrant မှာစတင်ပါတယ် ီနေရာမှာအထူးကတော့ချက်က system ပါပဲ B quadrant ကလူတွေဟာအလုပ်တစ်ခုကိုပိုင်ဆိုင်တာမဟုတ်ပဲသူတို့မရှိလဲဝင်ငွေရှာပေးနိုင်တဲ့ system တစ်ခုကိုတည်ဆောက်ပြီးပိုင်ဆိုင်တာပါ McDonald လို့ပေါ့ကိုကိုမလိုအပ်တဲ့ system တစ်ခုကိုတည်ဆောက်နိုင်ပြီဆိုရင်လွတ်လပ်မှုစီကိုခြေတလန်းလန်းလိုက်ပါပြီနောက်ဆုံး I quadrant ကတော့ anti map အတိုင်းမှာဒီ quadrant ကလူတွေကပိတ်ဆံငယ်ပိတ်ဆံပြန်ရှာကြပါတယ်သူတို့ရဲ့ပိတ်ဆံတွေကသူတို့တဲ့နေရောညပါ အလုံးလုံးပေးနေလေဝင်ထမ်းနေလိုပါပဲဒီကွာရမန်နေထိုင်နိုင်ပြီဆိုရင်အသက်ဆက်ရှင်သန်ဖို့အတွက်အလုံးလုံးဆရာမလို့တော့ပဲကိုတကယ်ဝါသနာပါတဲ့ຢာတွေတော့ပဲအချိန်ပေးပြီးအလုံးလုံးနိုင်ပါပြီလူအဖွဲ့စည်းနဲ့ပညာရေးစနစ်ကကျွန်တော်တို့ကို4000ကျပ်ရဲ့ဘဲပချင်း E နဲ့ S မှာပဲနေထိုင်ဖို့လေ့ကျင့်ပေးထားရပါတယ်။ဒါပေမဲ့တကယ်ကြွယ်ဝချမ်းသာမှုနဲ့လွတ်လပ်မှုကိုညာဘချင်း B နဲ့ I မှာတိစောက်ကြပါတယ်။ ဒါကြောင့်အေးကြီးဆုံးကဒီအတ္တိပညာကိုအတုံးချပြီးကိုယ့်ရဲ့အတွေ့အခေါ်နဲ့လုံဆောင်ချက်တွေကိုညာဘချမ်းကိုဘယ်လိုရွှေ့မလဲဆိုတာစတင်စဉ်းစားဖို့ပါပဲ။နေချောင်ကွဲရဲ့ညာဘချမ်းကိုကုပြောင်းတယ်ဆိုတာကိုယ့်အတွက်ဝင်းငွေအဆက်မပြတ်ရှာပေးမဲ့ဆက်ရံတရားတစ်ခုကိုတိဆောက်တာနဲ့တူပါတယ်။ဒီဆက်ရံတရားကအရန်အစွမ်းထပ်ပါတယ်။ဘာလို့လဲဆိုတော့ဒါဟာအချိန်နဲ့ပိုက်ဆံကြကတိုက်ရိုက်ဆက်ဆက်မှုကိုဖြတ်တောက်ပေးလိုပါပဲ။အဲ့ဒီအချိန်မှတောင်အဲ့ဒီဆက်ကအလုံးလုံးနေအောင်ပါ။အဲ့ဒီဆက်ရံတရားကနေထွက်လာတဲ့အရာကတော့ passive income ပါပဲ။ဒါဟာအိမ်ငါးခါစတော့အမြတ်ဝေစုစားအုပ်မူပိုင်ခွင့်နေလိုမျိုးဝင်ငွေတွေပါ။တထဲဖြစ်ဖြစ်ရဲ့ဥမာအတိုင်းဆိုရင်အခုချိန်မှာပြိုးပင်လေးတွေကိုစိုက်ပျိုးနေတာတွေတူပါတယ်။အစားပိုင်းမှာတော့ပင်မနိုင်ပေမဲ့အနာကက်မှာအရိပ်ရောအသီးပွင့်တွေရောပေးမဲ့တပင်းကြီးတွေဖြစ်လာမှာပါ။လမ်းကြောင်းကရှင်းလင်းနေပါတယ်။ပထမဆုံးဝင်ငွေရှာပေးမဲ့ asset တွေကိုစုဆောင်းပါ။ပြန်အဲ့ဒီ asset တွေကနေ passive income ဝင်လာအောင် လုပ်ပါကိုယ့်ရဲ့ lesson ကုန်ကြစိတ်ကဘယ်လောက်လဲ အဲ့ဒီပမာဏကို passive income နဲ့ကျော်လွန်ဖို့ဘယ်လို asset တည်ဆောင်ရမလဲဆိုတာစဉ်းစားပါအဲ့ဒီ passive income ကကိုယ်ကုန်ကြစေးထက်ကျော်သွားတဲ့နည်းဟာဗန္ဓာရင်းရလွတ်လပ်သွားနေနေပါပဲကဲအခုကျွန်တော်တို့ကအရေးကြီးဆုံးရင်းနှီးမြှုပ်နှံမှုအထုံးပြောကြပါမယ်ဒါက when night the best dot ဘယ်အင်းချမ်းမြထက်မှာဆိုအစာပေါင်းများစွာ ပိုတမိုးချိပါတယ်အဲ့ဒါကတော့ကိုကိုကိုပြန်ရင်းနှီးမြှုပ်နှံတာပါပဲကိုကိုတိုင်ဟာကိုယ့်ရဲ့အချို့မှဆို asset ဖြစ်ပါတယ်တတိပီပီက ိုက်ဆံကိုမြုပ်နှံခင်မှာကိုယ့်ရဲ့ဘန်ဒါယင်းပညာရေးမှာအရင်မြုပ်နှံပါလို့အကြံပေးခဲ့ပါတယ်။ဘန်ဒါယင်းရှင်းန်းတွေကိုဖတ်ချက်ဖို့ဈေးခွက်ရအတက်အကျမှာကြောက်ရွံ့မှုနဲ့လောဘကိုထိန်းချုပ်နိုင်ဖို့ကြုံလာတဲ့အမားတွေကိုသင်ကန်းစာအဖေးရှုမြင်တတ်ဖို့လေ့လာရပါမယ်။အောင်မြင်တဲ့ယင်းနီမြုပ်နှံသူတိုင်းဟာတသက်တက်သင်ယူလေ့လာသူတွေချိပါပဲ။လူအများစုက best stock ကိုဝယ်ရမလဲဆိုပြီး product ကိုအရင်ရှာကြတယ်။ဒါဟာမြေပုံမပါဘဲခီးထွက်တာနဲ့တူပါတယ်။ တကယ်ရင်းနှီးညွှန်တယ်မှုကကိုပိုင်အစည်းအဝေးအခုကနေစတင်ရတာပါအဲ့ဒီအစည်းအဝေးဟာကိုရဲ့ဗန္ဒာကြီးပန်းတိုင်ကပါလဲကိုဘလောက်စွန့်စားနိုင်လဲဘယ်အချိန်မှာပန်းတိုင်ရောက်ချင်လဲဆိုရယ်ကိုပိုင်မေကုန်းရဲ့ပုံမှာအခြေခံထားတဲ့ကိုပိုင်မီပုံဖြစ်ရမှာပဲဒီစကားကအရင်အစွမ်းထက်ကြပါတယ်ဘာလို့လဲဆိုတော့ခိုင်မာတဲ့အစည်းအဝေးတစ်ခုရှိတဲ့အခါဈေးကွက်အတက်အကျမှာဈေးလုံးရှားပြီးမားရွေးနဲ့ဆုံးဖြတ်ချက်တွေချမိတာမျိုးကနေကာကွယ်ပေးနိုင်လို့ပါပြူဟာကရေပန်းစားနေတဲ့ trend တွေထက်အများကြီးပိုအရေးကြီးပါတယ်မှန်ကန်တဲ့အစည်းအဝေးက တာမန်ရင်းနှီးမြှုပ်မှုတွေကိုလောင်ကြီးမားတဲ့အောင်မြင်မှုဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။နောက်ဆုံးမှာတော့အောင်မြင်တဲ့ယင်းနှီးမြှုပ်နှံတို့တွေဖြစ်ဖို့ခရီးက stock ဈေးခွက်ထဲမှာမစပါဘူး။ကိုယ့်စိတ်ထဲမှာပဲစတင်တာပါ။အချမ်းသာဆုံးယင်းနီးဖြုတ်နှံမှုကကိုယ့်ရဲ့အသိပညာ၊စည်းကမ်းနဲ့အနာဂတ်ကိုထိန်းချုပ်နိုင်စွာနေမှာမြို့နံတာပါပဲ။ဒီနေ့ကစပြီးစအုပ်တို့ဖတ်မလား။ကိုယ့်ရဲ့ဗန္တာရဲ့အခြေအနေကိုရှင်းရှင်းလင်းလင်းချရည်ကြည့်မလား။အရေးကြီးတာကပရမတ်ဆုံးခြေလှမ်းကိုစတင်မှုပါပဲ။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဘယ်လိုမြင်လဲဆိုတာကိုလည်း comment မှာဝေမျှပေးသွားဖို့တောင်းဆိုချင်ပါတယ်။နောက်ထပ်သတင်းစမှုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။